ာနိုင်ငံတဝန်းကတိုင်းသားလူမျိုးပေါင်းစုံဟာလက်ရှိမှာဆရာနာရှင်တော်လှန်ရေးနဲ့အတူ Federal Democracy စနစ်ကိုကူးပြောင်းဖို့ကြိုးပမ်းနေကြပါတယ်။တကယ်လို့မြန်မာနိုင်ငံမှာ Federal Democracy စနစ်ဖြစ်လာရင် Federal စနစ်နဲ့လိုက်လျောညီထွေရှိတဲ့တက်မတော်ပုံစံပြုပြင်ပြောင်းလဲရေးလုပ်ရပါမယ်။လက်နက်ကင်ဖွဲ့စည်းဟာအယက်သားအုပ်ချုပ်မှုအောက်မှာသာရှိရပါမယ်။ မြန်မာနိုင်ငံခေတ်အဆက်ဆက်မှာစစ်တပ်ကနိုင်ငံရေးမှာဝင်ရောက်ဆွတ်ဖက်ကြီးစိုးမှုရဲ့စိုးကျိုးတွေကိုမြန်မာပြည်သူအလုံးသိရှိခံစားရပြီးဖြစ်ပါတယ်။ဒီမိုကရေစီနိုင်ငံတွေမှာတက်မတော်ဟာအရက်ပတ်အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီးတော့နိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့နိုင်ငံတကာဥပဒေတွေကိုလိုက်နာရတဲ့ professional တပ်ဖွဲ့ဖြစ်ဖို့အရေးကြီးပါတယ်။ Federal Democracy နိုင်ငံဖြစ်လာရင်ဘလို့တက်မတော်မျိုးရှိတင်တယ်လဲ။ ဘလို့စုခွဲပြီးတော့ဘာအတွက်ကြောင့်တက်မတော်ထားရှိရမလဲဆိုတာတွေကိုအမျိုးသားညီညွတ်ရေးအစိုးရရဲ့ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဒေါက်တာလျံမုံဆက်ခေါင်အမေရိကန်အငိမ့်စားတူပိုမူကြီးဒေါက်တာမီမီဝင်းဘတ်နိုင်ငံရေးလေလာသုံးသပ်သူဒေါက်တာဆိုင်းကြည်စင်ဆိုးနဲ့ဖက်ဒရယ်စနစ်နဲ့အခြေခံဥပဒေရေးရာလေလာသူဦးခင်မောင်ဝင်းတို့ကဆွေးနွေးထားကြပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီချာတာမှာပဲကျွန်တော်တို့ဖော်ပြထားတာပေါ့နော်ပြီးတော့ကျွန်တော်တို့ခုပြင်ဆင်ထားတဲ့အာတင်ကူပြောင်းရေးကာလဖွေးစည်းပုံချီခံဥပဒေ NGG ကပြင်ဆင်ထားတဲ့မူကြမ်းစီတဲ့ပြီးတော့2000အာ2006ကတည်း2000မှာကျွန်တော်တို့ဤတာခဲ့တဲ့ FCDCC ဖက်ဒရယ်ဖွေးစည်းပုံချီခံဥပဒေဒုတိယမူကြမ်းပါလေကျွန်တော်တို့ဖော်ပြထားတာရှိပါတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာဘယ်လိုဖော်ပြထားလဲဆိုတော့ပီထောင်စုတက်မတော်ပေါ့နော်ဖက်ဒရယ်ပီထောင်စုတက်မတော် ကျွန်တော်တို့တိုင်းပြည်ကိုကကွေဖို့အတွက်ပြည်ထောင်စုကြီးကိုကကွေဖို့အတွက်ဖက်ဒရယ်ပြည်ထောင်စုတတ်မတော်စီရမယ်။အဲ့ဒီဖက်ဒရယ်ပြည်ထောင်စုတတ်မတော်ထဲမှာပြည်ထောင်စုဖွင့်ပြီးနေအားလုံးကနေပြီးတော့အာအချို့တူပေါ့နော်အချို့ညီမဟုတ်ဘူးအချို့တူ ਨੇ ပေါ့ပူပေါင်းပိုင်ဝင်ခွင့်ရှိရမယ်ဆိုတာကျွန်တော်တို့ဖော်ပြထားပါတယ်။ပြီးတော့အာပြည်ထောင်စုဖွင့်ပြီးနေအားလုံးမှာပေါ့နော် ပီနေကာကွေတပ်ဖွဲ့ state militia တပ်တွေရှိရမယ်အဲ့ဒီတပ်တွေဟာတာမန်ချိန်မှာတော့ပီနေအာဝင်ကြီးချုပ်ပီနေဆိုရလေအောင်မှာရှိရမယ်ဒါပေမဲ့အကြီးပေါ်ချီနေမှာတော့ federal ပီထွန်စုတပ်မတော်အနေနဲ့ပေါ်လေ federal ဆိုရရဲ့ကြီးချက်ကုကေမှုအောင်မှာတာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ချက် တို့ကျွန်တော်တို့ဖော်ပြထားပါတယ်ထို့တွေ့ဆုံကျွန်တော်တို့နေနေဒီပီထောင်စုကကွေဖို့အတွက်ပီထောင်စုဖွင့်ပြီးနေအလုံးတိုင်းရင်းသားလူမျိုးအလုံးမှာတာဝန်ရှိတယ်ကျွန်တော်တို့ပူပေါင်းဆောင်ရွက်ဖို့ကျွန်တော်တို့မှာခွင့်ရရှိရမယ်ဟိုအရင်တုန်းကလူပေါ့နော်လူမျိုးတစ်မျိုးထိတ်ကနေပြီးတော့ပဲလွှတ်မှုတဲ့တမတော်မျိုးမဖြစ်စီကျင်တော့ဘူးအမှန်စင်စစ်ကဘူချောအောင်ဆန်းတဲ့ကျွန်တော်တို့တိုင်းရင်းသားကောင်းဆောင်တယ်ပင်လုံစာချုပ်မှာလက်မှတ်ရေးထူးခြင်းမပြုတ်ခင်ကြတဲ့ရပေါ့နော်ဒါ ဗြိတိရှားစုရနဲ့ကျွန်တော်တို့ဘူချောင်းဆန်းဂန္ဒီစာချုပ်စုတာရှိပါတယ်လောင်းမောင်ဘက်တန်နဲ့ဘူချောင်းဆန်းချုပ်စုတဲ့စာချုပ်ပြီးတော့ဘူချိုဂျီဖရီမန်အင်္ဂလိပ်အဘူချိုဂျီနဲ့ဘူလေရတို့ချုပ်စုတဲ့စာချုပ်လေးရှိပါတယ်ဒီမှာလည်းပဲကျွန်တော်တို့ပြီးထောင်စုတတ်မတော်ကိုထူထောင်တဲ့ခါမှာပြီးထောင်စုတွင်းမှရှိတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံပြီးထောင်စုဖွဲ့ဝင်တွေအနေပြီးတော့ဘလူပူပေါင်းဆောင်ရွက်မလဲဆိုတဲ့ဟာ ကျွန်တော်တို့ဖော်ပြထားတာရှိပါတယ်သူအဲအဲ့ဒီတွေ့ကြုံပဲကျွန်တော်တို့လွတ်လပ်ရခါစာတုံကဇီကင်ဘီတရှာလေအုံးမှာဖွေရှိခဲ့တဲ့ချင်းတနကိုင်တရင်တို့ကရင်တနကိုင်တရင်တို့ရှမ်းတနကိုင်တရင်တို့ကချင်းစားတဲ့ဖြစ်ရှိခဲ့ပါရှိတယ်အဲ့ဒီမှာချင်းတနကိုင်တရင်မှာတိုက်ကြည့်မှုကစတမ်တိုသာအလုံးချင်းလူမျိုးတွေပဲဖြစ်တယ် ကချင်မှလည်းကချင်ပဲဖြစ်တယ်ရှမ်းမှလည်းရှမ်းပဲသူတို့ဒီလူတာဝန်ထမ်းဆောင်ခဲ့တာအင်မတန်မှအရှင်ပြည်ပေမဲ့ဘူနေဝင်းတက်လာပြီးတဲ့နောက်ပိုင်းမှာဘူနေဝင်းကနာမည်ကိုတော့သူဖျက်လို့မရဘူးသို့သောအဲ့ဒီမှာတပ်ဖွဲ့ရှိမှုမှာသူအလုံးကျော်ပစ်လိုက်တယ်ချင်းတနကိုင်တိုင်းမှာလည်းဗမာပထမဆုံးဗမာတရင်မှုလာလို့တာရခင်ကနိုင်ငံတော်တမတာလေးလောက်သွားတယ်ဘူမကြီးဆန်းယူကတရင်မှုလာလို့သွားတယ် ဆိုတော့အမှန်စင်စီကကျွန်တော်တို့ပီထောင်စုစတီထောင်ကတည်းကတတ်မတော်ဘလူးဖွဲ့ရှိရမလဲဆိုတော့သဘောတူထားပြီးသားကို ဖြစ်စီပစ်လိုက်တာဘူနေဝင်းဖြစ်ပါတယ်ဆိုတော့ဘူနေဝင်းနဲ့ဆီအာနာစင်တွေလောက်ရကြောင့်ကျွန်တော်တို့တိုင်းပြည်မှာပီထောင်စုလည်းပျက်စီးတယ်ပီထောင်စုတတ်မတော်လည်းပျက်စီးတယ်ဒါကိုကျွန်တော်တို့အနေနဲ့ပြန်လေထူထောင်ဖို့လိုအပ်တယ်လို့ပြောချင်ပါတယ်ဖက်ဒရယ်တက်မတော်တည်ထောင်ရင်လိုအပ်တဲ့အင်အားနဲ့ ဖြစ်လာမဲ့အန္တရာယ်တွေကိုကြိုတင်မှန်းဆပြီးတော့စစ်ကုံကြစည်ပုံမှာလည်းတွက်ချက်စဉ်းစားဖို့လိုတယ်လို့နိုင်ငံရေးလေလာသုံးသပ်သူဒေါက်တာဆိုင်ကြည်စင်စိုးကပြောပါတယ်။ဆိုတော့အဓိကတော့ကျွန်တော်တို့စဉ်းစားမှုကကျွန်တော်အဲကိုရဲ့ဒေတာတွေမှာလုံးချုံမှုရဲ့အချုပ်ချာအာဏာပေါ့နော်ဒီဒေတာမှာရှိနေတဲ့အဲခုနကပြည်သူလူထုကအကျိုးပြုမဲ့ အကျိုးပြုဖို့အတွက်ကျွန်တော်တို့ပြဋ္ဌာန်းသတ်မှတ်ထားတဲ့အချုပ်ချာအာဏာအုပ်ချုပ်ပိုင်ခွင့်ဘလို့ထိမ့်သိမ်းကာကွယ်မှုလဲဆိုတဲ့ချင်းကပ်မှုနဲ့စဉ်းစားတာဖြစ်တယ်။အဲ့အတွက်ကြောင့်မအဲ့ဒီရည်ရွယ်ချက်နဲ့စဉ်းစားရတယ်ဆိုရင်ကျွန်တော်တို့နိုင်ငံမှာရှိတင်တဲ့ဥစ္စာသူ့ရဲ့ data အလိုက်ပေါ့နော်ကျွန်တော်တို့ federal လို့ပြောလိုက်ရင်အစိုးရကျွန်တော်တို့ bottom up structure နဲ့ကျွန်တော်စဉ်းစားမယ်ဆိုရင်သူ့ရဲ့တက်ဆိုင်ရာ data တွေမှာလည်းတက်ဆိုင်ရာ data အုပ်ချုပ်မှုအောက်မှာ တို့တပြည့်အရက်သားအောင်ပါလက်နဲ့ကင်ကတော့ကျွန်တော်တို့ဘရုံးမအရက်သားရဲ့အထက်မှာရှိနေလို့မရဘူးအဲ့ဒါလည်းကျွန်တော်တို့ KSS မှာကောင်းတဲ့ရလက်မရှိဘူးဆိုတော့ကျွန်တော်တို့အခုတောက်ရှောက်တွေးခဲ့ရတယ်ဆိုတော့အဲ့တက်ဆိုင်ရာဒေတာတွေမှာကျွန်တော်တို့ဖွဲ့ထားတဲ့စုဖွဲ့ထားတဲ့လုံခြုံရေးတပ်ဖွဲ့ရှိကောင်းရှိမယ်အဲ့ဟာမှာကျွန်တော်တို့ AR သူ့ရဲ့ဒေတာလိုက်သတ်မှတ်ထားတဲ့ AR ရှိမယ်အဲ့ဒီသတ်မှတ်ထားတဲ့ဟာသူ့ရဲ့တက်ဆိုင်ရာဒေတာအုပ်ချုပ်မှုအောက်မှာကျွန်တော်တို့ရှိတယ် ိုက်တိုင်းမဲ့ကျွန်တော်တို့သူ့ရဲ့တက်ဆိုင်ရာဒေတာထက်ကျော်လွန်နဲ့ကျွန်တော်တို့ခုနကတော့ကျူးကျော်မှုတွေဖြစ်လာပြီဆိုတာအဲ့လိုမျိုးပါနော်တနိုင်ငံလုံးနဲ့ဆိုင်တဲ့အာကိစ္စမျိုးဖြစ်လာတဲ့ကိစ္စမျိုးမှာဆိုဘယ်လိုမျိုးပူပေါင်းပြီးတော့ကာကွယ်တဲ့စနစ်မျိုးထားရမလဲအဲ့တော့ Federal ဆိုတဲ့ဟာတက်မတော်ဆိုတဲ့ဟာဘယ်လိုထားမလဲအဲ့ဒါကြီးစဉ်းစားမယ်ဟာရင်းရှိတယ်အဲ့တော့ Federal ဆိုတဲ့တက်မတော်ကအင်အားအများများလိုတာလားအင်အားနည်းနည်းပဲလိုတာလားပြည်နယ်မှာရှိတဲ့ပြည်နယ်ရဲ့တက်မတော်အတက်တွေကကျွန်တော်တို့ကအင်အားအများများလိုလားနည်းနည်းလိုလားဒါတွေကကျွန်တော်တို့ကရှိနေတဲ့အနေ ထားနဲ့ရှိလာနိုင်တဲ့ကျွန်တော်တို့အန်ဒီရဲ့နောင်ဖြစ်လာမဲ့အန်ဒီရဲ့စသဖြင့်ကျွန်တော်တို့တွက်ချက်ပြီးတော့လောက်ရမယ်ဟာဒါပေမဲ့ဂျိန်းတေတာတော့ကျွန်တော်တို့ကစစ်ကုန်ကြစီဆိုတဲ့ ခါကများသောအားဖြင့်နိုင်ငံမှာကျွန်တော်တို့သုံးလို့ဖြုံးလို့အကောင်းဆုံးပုံစံမျိုးဖြစ်တယ်။အမေရိကန်ဆိုတဲ့အခုလက်ရှိအကြွေးတင်တာစစ်ကုံကြစည်းကြောင့်တော့ကျွန်တော်တို့အကြွေးတင်တာအခုဒေါ်နယ်ထရမ့်စဉ်းစားလာတယ်။အဲ့ဒါတွေဘယ်လိုလျှော့မလဲဆိုတဲ့ဟာတွေသူတို့စဉ်းစားနေတဲ့ဟာတွေမှာသူတို့ပါတယ်ဘောနော်။ဂျန်တဲ့ဟာတွေသူသူဘာသူလောက်ချင်တာလောက်တာတပိုင်း။ဒါမှမဟုတ်အဲ့ဒါတွေပါတယ်။အဲ့တော့စစ်ကုံကြစည်းအစားကျွန်တော်တို့ကကြည့်ရမယ့်ဥစ္စာကြီးစံနေဝယ်ပြီးတော့အဲ့လိုတယောက်နဲ့တယောက်တက်နေဖြတ်နေတဲ့ဟာတွေကုံကြစည်းတွေကဒီနောင်လာနောက်သားတွေအတွက်ကျမ်းမာရေးပညာရေးလူမှုဖွံ့ဖြိုးရေးအပ ရင်ဘဝလုံးချုံရေးစားရတဲ့အပေါ်မှာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရင်းနှီးမြှုပ်နှံမလားဒီလက်နက်ခဲရံနဲ့လူသက်ဖို့အတွက်ပဲရင်းနှီးမြှုပ်နှံမလားဆိုရတာအများရန်မေးခွန်းဖြစ်တယ်အများရန်မေးနေရမယ်မေးခွန်းပေါ့နော်ပြီးအများရန်ဒါရှစ်ပြိုင်မှုရှိနေတဲ့သဘောတရားလည်းဖြစ်တယ်ဆိုတော့အဲ့ဘောင်တွေကနေကျွန်တော်တို့မျက်မျက်တတ်တာစဉ်းစားဖို့လိုမယ် တက်မတော်တစ်ခုတည်ဆောင်မယ်ဆိုရင်ကြီးရင်လေဘလို့တက်မျိုးကကိုယ်နိုင်ငံအနေအထားနဲ့ kait ညီမလဲဆိုတာအဓိကစဉ်းစားရမယ့်ချက်ဖြစ်တယ်လို့အမေရိကန်အငိမ့်စာဒူဖိုမူကြီးဒေါက်တာမီမီဝင်းဘက်ကအကြံပြုထားပါတယ်တက်မတော်တစ်ခုကိုဆောက်တော့မယ်ဆိုရင်เนาะပထမဆုံးအာလောက်ရတာက threat analysis you know အန်ဒီရကဘလို့ဘလို့အန်ဒီရမျိုးဒီနိုင်ငံက ဟိုဗါလဲတွေ့ကြုံပါလေပေါ့နော်ဘယ်အန်တီကဘယ်နာမှရှိလဲဘယ်နာကနေပြီးတော့လာနိုင်လဲအဲ့လိုလုတ်ပြီးတော့မှအဲ့ဒီဥစ္စာနဲ့ကိုက်ညီတဲ့ Federal Armed Forces ကိုကိုကတိဆောက်ရတယ် right ဆိုတော့အဲ့ဒါအဲ့ဒါမဟုတ်ဘဲနဲ့ you know NDA တခြားအာဗါလဲ Armed Forces ကတခြားပေါ့နော်ဆိုလို့ရှိရင်အဲ့ဒါကိုက်မှာမဟုတ်ဆိုတော့ဒီမှာဥပမာပြောမယ်မြန်မာနိုင်ငံမှာဆိုရင်เนาะပြန်ပြီးတော့ကြည့်လိုက်ဘာက ဘာအန်ဒီရဲ့ပေါ့နော်ပြည်ပအန်ဒီအကြီးဆုံးလဲဆိုလူတွေကပြောမှာပဲအာတရုတ်နော်တရုတ်ရဲ့အန်ဒီဒါပေမဲ့တရုတ်ကအာမြန်မာနိုင်ငံကိုတိုက်တာဟိုဗာလဲစစ်တပ်နဲ့တိုက်ချင်မှတိုက်မယ်သူတို့ရဲ့လုံနီလုံဟန်ကစီးပွားရေးနဲ့တိုက်တာစီးပွားရေးနဲ့ကြီးဆုံးမှာ right ဆိုတော့ကိုဟာ arm forces လောက်ထားပြီးတော့စီးပွားရေးမကျွမ်းကျင်တဲ့လူတွေရှိတယ်ဆိုရင်သူတို့တိုက်တာကိုပဲခံရမယ် right so so တကယ်လို့ ီတရုတ်အတွက်ကိုကာကွယ်ရေးတက်စောက်တော့မယ်ဆိုရင် ကိုယ့်ရဲ့တက်ကများသောအပြင်စီးပွားရေးကိုလေ့လာစီးပွားရေးပညာနဲ့ဟိုဘာလဲကျွမ်းကျင်တဲ့လူတွေကိုခန့်နာဖို့လိုအပ်တယ်အဲ့ဒီဥစ္စာပြီးလို့ရှင်တခြားဥစ္စာတလားလောက်မဟုတ်ဘူးအိန္ဒိယလည်းအဲ့လိုပဲဟိုများသောအပြင်ဟိုဘာလဲဟိုနည်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အာ အာဒီဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဆိုတော့စီးပွားရေးကိုကန်ကန်စီးပွားရေးကာကွယ်ရေးကိုကိုကပူပြပိုင်နိုင်ဖို့လို့နောက်ဆုံးကြတော့အဲဟို maritime ဟို maritime ဆိုအာပင်လယ် you know ပင်လယ်ပင်လယ်ဒေသမြန်မာနိုင်ငံရဲ့ပင်လယ်အာပင်လယ်ပိုင်ဆိုင်မှုပေါ့နော်အဲအဲ့ဒီဥစ္စာကကုန်းလောက်များတယ်ဘာလို့ဆိုမြန်မာနိုင်ငံမှာကမ်းရိုးတန်းအကြီးကိုဆိုဒါပေမဲ့အဲ့ဒီဥစ္စာကိုတခြားလူတွေကယူပါတယ်ဆိုပါတော့ ိုအရင်တော့ဆိုဟိုဟိုဗာလဲ illegal fishing အာလူတွေကမြန်မာရဲ့ရေပိုင်တဲ့ထဲမှာလာပြီးတော့ငားတွေဖမ်းတာအခုဆိုလို့ရှိရင်ငား80ရာခိုင်နှုန်းမြန်မာရဲ့ငားတွေကုန်သွားပြီသူများတွေလာပါလို့ဘယ်သူမှမကာကွယ်နိုင်လို့ right ဆိုတော့အမြဲအဲ့ဆိုပြန်ကြည့်လိုက်လို့ရှိရင်ဒါ maritime navy နဲ့ air force ကရေးကြည့်တယ် right maritime ကိုဗာလဲကာကွယ်ဖို့အတွက် ဆိုကြီးရဒလောက်လောက်လို့မှမဟုတ်ဘူးကြီးအတွက်ကြာရောဒေဥစာစီးပွားရေးနဲ့ပူရပတ်သက်တယ်နောက်ကြတော့ maritime ဆိုဆိုအဲ့လိုမျိုးပြန်ကြည့်ပြီးတော့ okay ဒါဆိုလို့ရှိရင်သူ federal force က air force နဲ့ navy heavy you know ပူပြီးတော့ဟိုရှိရမယ်ပြီးတော့ဟိုဗာလဲအာ economics you know စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့လူတွေ ရှိဖို့လိုအပ်တယ် right so အဲ့ဒီကြတော့မှဒါကိုယ့်ရဲ့ဟိုဗာ arm forces ပေါ့နော် arm forces အာကာကွယ်ရေးကာကွယ်ရေးတက်မတော်တခု right so အာ so အဲ့လိုမျိုးသုံးသပ်လဲလို့ရှင်ဒီလောက်ကြီးမလို့ကြီးတတ်မလို့ right အာဆိုတော့အခုဆိုလို့ရှင်လူတွေအများအားအာမီအာမီပြောနေတာအာမီဆိုရဲကကြီးတက်ကြီးတက်ကဘာကြောင့်လူတွေရှိနေလဲဆိုတော့တယောက်နဲ့တယောက်နဲ့ internal conflict ကြောင့်မလို့ right so အဲဒီ internal conflict အထဲမှာရှိနေတဲ့ civil war internal conflict မရှိတော့ဘူးဆိုလို့ရှိရင်ကြီးတဲ့လုံအောင်မလို့ဘူးအဲ့လားအဲ့လားမျိုးပြန်စဉ်းစားရတာပေါ့နော်တခုတက်မတော်တခုဆောက်တော့မယ်ဆိုလို့ရှင်ကိုယ့်ရဲ့အန်တရာကဘယ်ကနေဘယ်လိုမျိုးရှိတာလဲဘယ်ကနေလာမှာလဲအဲ့ဒီဥစ္စာနဲ့ကိုက်ညီတဲ့ force ကိုကိုကတည်ဆောက်ရတယ် otherwise ကိုကအဲဘာလဲအနာအနာတခြားဆေးရတခြားလို့မျိုးမျိုးဖြစ်တယ် yeah ဖက်ဒရယ်စနစ်ဆိုတာအုပ်ချုပ်ရေးရန်တရားမှာအာဏာခွဲဝေခြင်းတုံ့နာဖြစ်ပါတယ်။ဒါပေမဲ့တက်မတော်ဖွဲ့စည်းတည်ထောင်မှုအပိုင်းမှာတော့ဘလို့ပုံစံဖြစ်ရမယ်ဆိုတဲ့သတ်မှတ်ချက်မျိုးရှိမနေတာကြောင့်ကိုယ်နိုင်ငံရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးစစ်တပ်ကိုတိဆောက်ရမှာဖြစ်တယ်လို့ဖက်ဒရယ်နဲ့အခြေခံဥပဒေရေးရာလေလာသူဦးခင်မောင်ဝင်းကအကြံပြုဆွေးနွေးထားပါတယ်။ မြန်မာနိုင်ငံမှာ Federal ဖြစ်လာရင် Federal Army ဆိုတော့ပေါ်ရမယ်အဲ Federal Army မှာဘယ်လိုဘယ်လိုဟိုဘယ်လိုမျိုးတွေဘယ်လိုမျိုးတွေဘယ်ပြည်နယ်တွေဘလောက်ပါမယ်ဆိုတဲ့ဟာတွေတချို့ကဆွေးနွေးငင်းခုန်နေကြတာရှိရလေအဲ့တော့ကျွန်တော်ကတော့ဒီကိစ္စကိုတမျိုးလေးပြင်မြင်ချင်းတယ်အဲ့တော့စစ်တပ်ကြီးကြီးမားမားရှိတိုင်းကျွန်တော်တို့ကကောင်းတာမဟုတ်ဘူးစစ်အုံစီရှိတယ်အဲ့တော့ ဟိုအရင်တုန်းကကျွန်တော်စစ်အာဏာရှင်အောက်မှာနေခဲ့ရတဲ့အတွက်စစ်အာဏာရှင်စစ်တိုင်းပြည်နေမှုကိုကျွန်တော်ခံစားခဲ့ရတော့အဲ့ဒါတုံ့ပြန်ဖို့လိုအပ်တဲ့စဉ်းစားချက်မျိုးတွေနဲ့ Federal Army ဆိုပြီးတော့မှကျွန်တော်ပြောလာကြတယ်စစ်တပ်မှတောင်းခင် Risk Analysis လို့ခေါ်တယ်ကျွန်တော် Security Risk Analysis အဲ့တော့ကျွန်တော် Federal Democracy နိုင်ငံဖြစ်ပြီဆိုလို့ရှိရင်စစ်အာဏာရှင်လည်းမရှိတော့ဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့လုံခြုံရေးချိန်ချမှုကပါလေအဲ့ဒီလုံခြုံရေးချိန်ချမှုနဲ့ကန့်ညီတဲ့စစ်တပ်ကိုပဲဖွဲ့ဖို့လိုတယ်လုံခြုံရေးချိန်ချမှုကသိကျရင်စစ်တပ်ကြီးမယ် လုံခြုံရေးချိတ်ချောက်မှုကမရှိတော့ဖြစ်ရင်စစ်တပ်ကမရှိတော့ပဲလုပ်လို့ရတယ်အဲ့တော့ဖက်ဒရယ်နိုင်ငံမှန်ရင်ဘယ်လိုမျိုးဖက်ဒရယ်စစ်တပ်ရှိမှာဆိုဖော်မြူလာမရှိဘူးကျန်တဲ့ကိစ္စတွေမှာဖော်မြူလာရှိတယ်ဥပမာဖက်ဒရယ်နိုင်ငံတွေမှာလှော့တော်နေရရှိတယ်အောက်လွှတ်တော်ကလူလူကိုစားပြုတယ်အထက်လွှတ်တော်ကပြည်နယ်ကိုစားပြုတယ်ပြီးတော့ဒန်းတူတူရှိတယ်ဒါကဖော်မြူလာတမ်ပလိတ်ဒါပေမဲ့ဖက်ဒရယ်နိုင်ငံတွေကဘယ်လိုမျိုးစစ်တပ်ရှိမှာဆိုတမ်ပလိတ်မရှိဘူးကျွန်တော်မြင်တာပြောပြမယ်ဆွစ်ဇာလန်နိုင်ငံမှာကျင့်သုံးတဲ့ဟာက နော် civilian base defense လို့ခေါ်တယ်သူကအမြဲတမ်းစစ်တပ်ကိုအ ਨੇ ဆုံးပြလုပ်ထားတယ်နိုင်ငံသားတွေစစ်တင်နိုင်ပေးထားတယ်ခုနကပြနိုင်ငံသားစစ်မှုထမ်းဥပဒေဆိုအဲ့မှာတကယ်လုပ်တာပြပရန်ကြုံလိုက်လို့ဘုတ်အတွက်ကိုဒါပေမဲ့သူရဲ့စစ်တပ်ဒီသေးသေးလေးရဲ့ဒါ American ရဲ့ risk analysis ကဒီသူရဲ့ NDA ဒီတကဘာလုံးဖြစ်တယ်ဒါသူတကဘာနာစစ်တပ်ဖြန့်ပြထားတာဖြစ်တယ်သူစစ်တပ်ရဲ့အကြီးကြီးဖြစ်တယ်အဲ့တော့ federal ဆိုလို့ရှိရင်ဘယ်လိုမျိုးစစ်တပ်ရှိရမလဲဆိုတော့ template မရှိဘူး formula မရှိဘူးကိုယ့်နိုင်ငံရဲ့လူအချက်နဲ့ကို လိုရမယ်အဲ့တော့အဲ့လိုမှန်းတဲ့နေရာမှာကျွန်တော်ရဲ့နိုင်ငံရဲ့ risk analysis ကနော်ဒီဆရာနာရှင်အလွန်ခက် federal democracy ခင်မှာဘာဖြစ်မလဲဆိုရပေါ်မှာမူတည်ပြီးတော့မှစဉ်းစားမှာဖြစ်ပါတယ်အဲ့ဒီပေါ်မှာမူတည်ပြီးတော့မှကျွန်တော်ကစစ်တပ်ကိုတည်ထောင်မှာဖြစ်ပါတယ်အခုလက်ရှိအချိန်မှာဆရာနာရှင်တွေကိုအမြင့်ပြတ်ချိန်မှုန်းဖို့တိုင်းသာလက်မှတ်ကိုင်းတွေနဲ့အတူ ိုင်ငံတော်လက်နက်ကိုင်အဖွဲ့အစည်းတွေအများအပြားပေါ်ပေါက်လာပါတယ်။အာနာရှစ်စနစ်ကိုဖယ်ရှားပြီးရင်ဒီလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကိုစုဖွဲ့ပြီးတော့ Federal Freedom Sub Tomorrow ဖြစ်ဖားရှိကိုညီမှန်ထားကြသလိုကိုနိုင်ငံရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးပုံဖော်ဖန်တီးမဲ့တမတော်မျိုးကိုလည်းစဉ်းစားထားရှိကြပါတယ်။မြန်မာနိုင်ငံမှာ Federal Democracy စနစ်ဖြစ်လာရင်တမတော်ဟာအရသာကိန်းချုပ်မှုအောက်မှာရှိရမယ့်အဖွဲ့အစည်းဖြစ်ရမယ်ဆိုတာကတော့သိကြပါဗျ